မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေမက်ရှာ28ရက်ဒီဂရီ98နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်မင်္ဂလာပင်လယ်အမြောက်ပိုင်းတွင်တိမ်အနေငယ်ဖြစ်ထွန်းနေပြီးကပ်လီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်လယ်တို့တွင်တိမ်အသင့်တင်မှတိမ်ထူထွန်းနေပါမယ်ဒီကနေ့ညနေဒီခမန်းချက်ကတော့တနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာွက်ကြမှုနေငယ်ရွာနိုင်ပါတယ်။ရွာရအောင်60ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် တိမ်သိမ့်တိမ်ဖြစ်ထုံပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်အများအပြားသားရပါမယ်။မြမပင်နယ်ပြည်နယ်လှိုင်းနေငယ်မှလှိုင်းသိမ့်တိမ့်ရှိပါမယ်။ လိုင်းမြင်မှာမြမကန်ယုံနဲ့တခြားနဲ့ကန်းလွန်ပင်လေပြင်းတို့တွင်၄ပေမှာ9ပေကန်းရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းကြကားတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေပူချိန်များအနည်းငယ်တိုးလာနိုင်ပါတယ်။နေပြည်တော်မန္တလေးမြို့နယ်ဤတစ်ပိုက်အတွက်ဒီကနေ့ညနေထိခမှန်းချက်ကတော့အများဖြင့်တာယာပါမယ်။ ရန်ကုန်မြို့နယ်ဒီတဝိုင်းအတွက်ဒီကနေ့ညနေဒီခမန်းချက်ကတော့တိမ်တင်းတင်းဖြစ်ထွားပါမယ်ရှင်။